ီကတော့ပုံလူ cycle ပေါ့နော်ပုံလူ cycle ဆိုတော့နှိမ့်မှာကျွန်တော်တက်ကိုငါကြာတာလဲကလင်နာတကြောလုံးမှာဒါ၃ကပ်ပဲရှိရပေါ့နော်ဒီနေ့ကတော့ကျွန်တော်တို့ဒီ site နှစ်ခု၃ခုလောက်ကိုပြသွားမယ်နော်နှိမ့်မှာတက်ကိုငါလို့ကြာတာ68ခုနဲ့မှာတစ်ချိန်ရှိတယ်ကျွန်တော်2022ခုနဲ့မှာတစ်ချိန်ရှိတယ်2023ခုနဲ့မှာတစ်ချိန်ရှိတယ်ပေါ့နော်အဲ့လိုနှိမ့်မှာကျွန်တော်တို့ကတက်ကိုငါလို့ရိုက်ပြရမယ်သူ့ရဲ့နောက်နှစ်မှာကိုးဘရိတ်လေးရိုက်တယ်ပေါ့နော်အဲကိုးဘရိတ်ရဲ့ဇောင်းမှာလိုတိုရှင်းလေးပဲပြောကြပါဆိုနော်ကိုးဘရိတ်ရဲ့ဇောင်းလေးမှာဒါ662ဆိုတဲ့ကနေတဲ့တကွက်ထွက်တယ်နော် ကိုပရိရဲ့ဆောင်းမှာနေဦးမှာတကူငါလို့ကြမယ်သူရဲ့နောက်နှစ်တကူတော့ကိုပရိရဲ့ဆောင်းမှာပေါ့နော်ကိုပရိရဲ့ဆောင်းမှာ66နှစ်ဆိုတော့ကနန်းတဲလိုက်ထွက်တာပေါ့နော်ဒါပုံလူကက်ကလေးအရင်သွားမှာပေါ့နော်2020နှစ်မှာလဲကျွန်တော်နေဦးမှာတကူငါပက်လက်လေးရိုက်တယ်ပေါ့နော်အဲ့လိုရိုက်ပြရတဲ့သူရဲ့နောက်နှစ်မှာလဲဒါကျွန်တော်တို့ကိုပရိတ်လိုရိုက်တယ်ပေါ့နော်ကိုပရိတ်ရဲ့ဆောင်းလေးမှာလည်း66နှစ်ဆိုတဲ့ကံလေးတကွတောက်လျှောက်လိုက်ပေးနေရပေါ့နော်တကူငါရဲ့တစ်နှစ်ကျော်မှာပေါ့နော်ပရိတ်ကိုရဲ့ဆောင်းလေးမှာ66နှစ်ဆိုတဲ့ကံလေးလိုက်ပေးနေရပေါ့နော် ဒီမှာလည်းကျွန်တော်တို့ဒါကတော့ပုံလူကက်ကလေးပေါ့နော်နှိမ့်ဦးမှာတငါကိုလို့ကြားတယ်တကိုးငါပတ်လေလေးကြားတယ်သူရဲ့နောက်နှစ်မှာလည်းဒီမှာကိုပရိတ်လေးရှိတယ်ဆိုတော့ဒီနားလေးမှာပဲပေါ့နော်ကိုပရိတ်ကကိုပရိတ်ရဲ့အဆောင်ဆိုဒီနားလေးမှာပဲထိုးအောင်ပါပေါ့နော်662ဆိုတဲ့ကနန်းလေးပေါ့နော်ဒါကျွန်တော်ရဲ့ 3D message များလို့လက်ဆောင်ပေါ့နော်နောက်ထပ်ကျွန်တော်တက်ဆိုင်သွားမယ်နော်နှိမ့်ဦးမှာခွန်ကိုနောက်တွဲလို့ရိုက်တာကလင်နာတကျော်လုံးမှာ၃ကပ်ပဲရှိတယ်ပေါ့နော်96ခုနဲ့မှာတချိန်ရှိတယ်ကျွန်တော်တို့ဒီ2024ခုနှစ်မှာတချိန်ရှိတယ်2025ခုနှစ်မှာတချိန်ရှိတယ်ပေါ့နော် အဲ့လိုနှိမ့်ဥမှာခွန်ကုနောက်တွဲလို့ရိုက်ပြီးတာနဲ့အဲ့နှစ်ထဲမှာ12ကြိမ်ပါဗောနော်12ကြိမ်မှာ break ရခဏတစ်ခွက်ထွက်တယ်နော်ကြီးရှိသူက9ယောက်ပဲရှိရနော်ကျွန်တော်တို့ဒီပြအားလေးလေးရှိအောင်ဗောနော်ကျွန်တော်ရဲ့ video file လေးကိုဒါ share share ပေးလို့ရတဲ့မိတ်ဆွေများ share ပေးဖို့မေတ္တာရက်ခံပါနော်အဲ့တော့နှိမ့်ဥမှာကျွန်တော်တို့ခွန်ကုနောက်တွဲရိုက်တာ calendar တစ်ကြိုလုံးမှာ3ကပ်ပဲရှိဗောနော်86ခုနဲ့မှာတစ်ကြိမ်ရှိတယ်ကျွန်တော်တို့ဒီ2024ခုနှစ်မှာတကြိမ်ရှိတယ်2025ခုနှစ်မှာခွန်ကုနောက်တွဲခွန်ခါနဲ့ကုနောက်ပိတ်ပေါ့နော် အဲ့လိုရိုက်တာ၃ကပ်ပဲရှိရေပေါ့နော်အဲ့လိုရိုက်ပြရတဲ့အဲ့နဲ့ဆက်နှက်ချိန်မှာပေါ့နော်ဘရိတ်ရှ်ကနန်းနေလိုက်ထွက်တယ်ပေါ့နော်ပထမတက်ကပ်မှာ6 8လေးဆိုတဲ့ကနန်းလေးထွက်တယ်ဒုတိယတက်ကပ်မှာ9 3 3ဆိုတဲ့ကနန်းလေးထွက်တယ်ပေါ့နော်တတိယတက်ကပ်ဒီနားလေးမှာဘယ်ကနန်းလေးထွက်မလဲထွက်နိုင်မလဲဆိုတဲ့ဟာလေးကိုကျွန်တော်ချိန်ပြီးတော့ပြပေးမယ်နော်အဲ့တော့သူကတော့ရှင်းရှင်းလေးပြောသွားရအောင်နော်အမှန်တကယ်ဥမာခုံကုန်းနောက်တွဲလို့ကြာပြတာ ਨੇ အဲ့နှစ်ထဲမှာဆက်နှစ်ချိန်မှာ break shift ဆိုတဲ့ကဏ္ဍမဲ့ရိုက်တယ်အဲ့ break shift ကရိုးရိုးရှင်းရှင်းလေးပဲသူရိုက်တယ်ရှုပ်ထွေးနေအောင်သူမရိုက်ဘူးဒုတိယထိတ်ကထိတ်လိုပဲလာရိုက်တယ်အပိတ်ကအပိတ်လိုပဲလာရိုက်တယ် break shift ဖြစ်အောင်6ခါအလိုထည့်တယ်6 84ဆိုတဲ့ကဏ္ဍတဲ့တကွက်ပဲထွက်တယ်နော်ခုပြတဲ့ line တွေကဒါတဲ့ line တွေပေါ့နော်ကျွန်တော်ပြန်ပြပြန်ပါနော်နှင်းဦးမှာခွန်ကုနောက်တွဲလို့ရိုက်တာကလင်နာတစ်ကြောလုံးမှာ၃ကပ်ပဲရှိတယ်အဲ့ဒီခွန်ကုနောက်တွဲလို့ရိုက်ပြီးတာနဲ့အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ဒီ72ချိန်နေမှာပေါ့နော်ပရိရှိဆိုတဲ့ကဏ္ဍလေးပဲရိုက်တယ်အဲ့ပရိရှိကကဏ္ဍ ဘလို့ရိုက်လဲဆိုရင်သူကရှင်းရှင်းလင်းလင်းပဲနော်ဒီကတပွဲချော်ကထိတ်ကထိတ်လို့ရိုက်တယ်အပိတ်ကအပိတ်လို့ရိုက်တယ်ဒီမှာထိတ်တူထိတ်လို့ရိုက်တယ်အပိတ်တူအပိတ်လို့ရိုက်တယ်ဘရိတ်ရှစ်ဖြစ်အောင်6ကပ်ပြီးတော့မှ6 6လေးဆိုတော့ကနတဲ့ပဲထွက်တယ်နော်ဒီမှာဒုတိယတက်ကကျွန်တော်တို့2024ခုနှစ်မှာ9.3 12ကြိမ်မှာဘရိတ်ရှစ်လို့ပဲသူရိုက်တယ်ရိုက်တဲ့ချိန်မှာလည်းထိတ်တူထိတ်လို့ပဲရိုက်တယ်အပိတ်တူအပိတ်လို့ပဲရိုက်တယ်ဒီမှာထိတ်တူထိတ်လို့ရိုက်တယ်အပိတ်တူပိတ်လို့ရိုက်တယ်ဗရိတ်ရှင်းဖြစ်အောင်အုံညာခါကပ်ပြီး9ညာအုံဆိုတဲ့ကနတဲ့ပဲထွက်တယ်เนาะအဲ့တော့ဒီမှာလဲ2025မှာခွန်ကုနောက်တွဲလို့ရိုက်ထားပြီးဆိုတော့ သူ့ရှိကအတိုင်းပဲ break shake လေးပဲပေးဦးမယ်ဆိုလို့ရှိရင် तू ကဒီထိတ်တူထိတ်ပေါ့နော်အပိတ်တူအပိတ်နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာသုံးထိတ်ကသုံးထိတ်လို့ရမယ်နှစ်ပိတ်ကနှစ်ပိတ်လို့ရမယ်ဆိုရင်သုံးနှစ်အတွဲကြီးပေါ့နော် break shake ဖြစ်အောင်ဆိုရင်သုံးကသုံးသုံးနှစ်ဆိုတဲ့ခဏဒါဒီနေ့လေးမှာဒဲတကွယ်ပဲ break shake နဲ့ပတ်သက်ပြီးတော့ဒဲတကွယ်ပဲထွက်တယ်နော်ဒီလောက်ဆိုရှင်းမယ်လို့ထင်ပါတယ်နော်နေ့ကခုန်ခုန်နောက်တွဲလို့ရတယ်အဲ့နှစ်ထဲမှာဆက်နှစ်ချိန်မှာ break shake ဆိုတဲ့ခဏ တောက်ချောက်လိုက်ရိုက်တယ်ပရိရှိဆိုတဲ့ကနေရိုက်တဲ့အချိန်မှာသူကထိတ်တူထိတ်လို့ရိုက်တယ်အပိတ်တူပိတ်လို့ရိုက်တယ်ပရိရှိဖြစ်အောင်6ခါကပ်ပြီးတော့ရှစ်ချောက်လေးဆိုတဲ့ကနေတဲပဲထွက်တယ်နော်ဒီကောင်လေးကအားရမလို့နော်2024မှာလည်းနေဦးမှာခုံကိုနောက်တွဲလို့ရိုက်တယ်ခုံကိုနောက်တွဲလို့ရိုက်ပြီးတာနဲ့အဲ့ဒီဆက်နှက်ချိန်မှာလည်းပရိရှိလို့ပဲရိုက်တယ်သူရိုက်မယ်ဆိုရင်ထိတ်သူရတပွဲချောကထိတ်ကထိတ်လို့ပဲရိုက်တယ်အပိတ်ကအပိတ်လို့ပဲရိုက်တယ်ပရိရှိဖြစ်အောင်3ခါကပ်ပြီး9ခါ3ဆိုတဲ့ကနေတဲပဲထွက်တယ်နော် ဒီဘက်နဲ့ထဲမှာလည်းကျွန်တော်နှိမ့်ဦးမှာခွန်ကုနောက်တွဲလို့ရိုက်ချပြီးဆိုတော့22ချိန်မှာ break shift ကလေးပေးဦးမလားပေါ့နော် break shift ကလေးပေးဦးမလားဆိုလို့ရှိရင်သူကထိတ်တူထိတ်လို့ရိုက်မယ်အပိတ်တူအပိတ်လို့ရိုက်ရမယ်ဆိုလို့ရှိရင်၃ထိတ်၂ပိတ်ပေါ့နော် break shift ဖြစ်အောင်ဆိုရင်၃ခါကပ်ပြီးတော့မှ၃၃နှဲဆိုတော့ကနားတဲ့တကွယ်ပဲထွက်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီကျွန်တော်တို့ဒီ22ချိန်တွဲကနန်း final စတင်ကြတဲ့ကကျွန်တော်တို့ကဒီ2နောက်ပိတ်နဲ့ ဒိတ်လေးလို့စကြရမယ်သူ့ရဲ့အောက်မှာရှေးဘူးဆိုတဲ့ခဏလေးလည်းရှိတယ်ပေါ့နော်ဒီမှာလည်းနှစ်နောက်ပိတ်နဲ့ဗရိတ်လေးလို့ရိုက်တယ်မယ်သူ့ရဲ့အောက်မှာရှေးဘူးဆိုတဲ့ခဏလေးရှိရနော်အဲ့တော့နှစ်နောက်ပိတ်ရဲ့အောက်နှစ်နောက်ပိတ်နဲ့ဗရိတ်လေးလို့ဒီမှာလည်းရိုက်ထားပြီဆိုရှေးဘူးလေးနဲ့ဆိုရင်စွန့်တော့ပြောတယ်662နဲ့ဆိုတဲ့ခဏရဲ့332နဲ့ဆိုတဲ့ခဏလေးရပေါ့နော်ဗရိတ်လေးကြိုက်တယ်ဆိုရင်662နဲ့ပေါ့နော်ဗရိတ်ရှေ့ကြိုက်တယ်ဆိုရင်332နဲ့ဆိုတဲ့ခဏလေးရဒါလာပြီးတော့ဒီဒီလိုပုံစံလေးပေးဦးမယ်ဆိုရင်ပေါ့နော်ဒီမှာနှစ်နောက်ပိတ်နဲ့ဗရိတ်လေးလို့ပေးထားတယ်သူ့ရဲ့အောက်မှာရှေးဘူးပေါ့နော်နှစ်နောက်ပိတ်နဲ့ဗရိတ်လေးလို့ပေးထားတယ်သူ့ရဲ့အောက်မှာရှေးဘူးလေးရိုက်တယ်ပေါ့နော် ဒီမှာလည်းနှစ်နောက်ပိနေ break လေးလေးပြေးထပြီဆိုတော့သူ့ရဲ့အောက်မှာသူ့ရှေ့နှစ်ကတိုင်းပဲပေးဦးမယ်ဆိုရင်ရှေ့ပူးလေးပေါ့နော်ရှေ့ပူးလေးဦးမှာကျွန်တော်တို့ကကျွန်တော်တို့ကဒီကနေ့လေးတက်တိတိတိကြကြပဲထွက်တာပေါ့နော်အခွန်ကုနောက်တွဲဖြစ်လို့ဆက်မှတ်ချိန်မှာ break ရှေ့ပေါ့နော်ခွန်ကုနောက်တွဲဖြစ်လို့ဆက်မှတ်ချိန်မှာ break ရှေ့ခွန်ကုနောက်တွဲ နေဦးမှာခုံခုံနောက်တွဲဖြစ်လို့၁၂ချိန်မှာ break ရှစ်လို့ပေးဦးမယ်ဆိုရင်တော့သုံးထိပ်ကသုံးထိပ်နှစ်ပိတ်ကနှစ်ပိတ်နဲ့၃၃၂ဆိုတဲ့ကဏ္ဍဒက်တကွယ်ပဲထွက်တယ်နော်ဆွမ်းတော့ line ဆိုရင်တော့ဒါကျွန်တော်တို့ဒီဒါကတော့ဆွမ်းတော့တကူ၅ line နေရတော့ဒါပုံတူကတ်ပေါ့နော် break ကိုရအောင်မှာ၆၆နဲ့ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီရှေ့ပူးလေးလေးကိုဘာလို့ပြလဲဆိုရင်ဒီမှာနှစ်နောက်ပိတ်နဲ့ break လေးလို့ရိုက်တယ်သူ့ရအောင်မှာရှေ့ပူးလေးရိုက်နေလို့ပေါ့နော်နှစ်နောက်ပိတ်နဲ့ break လေးလို့ရိုက်တယ်သူ့ရအောင်မှာရှေ့ပူးလေးရိုက်နေလို့ပေါ့နော်ဒီမှာလည်းနှစ်နောက်ပိတ်နဲ့ break လေးလေးရိုက်ထားတော့သူ့ရအောင်မှာရှေ့ပူးလေးနဲ့ဆိုရင်တော့ဒါ၆၆နဲ့ကျွန်တော်တို့ဒီ လုံးသုံးနှစ်ပေါ့နော်နှစ်ကွက်ထွက်တာပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီရှေးဘူးဆိုင်လေးပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒီ brake shift ကိုမှအဲ့တော့ကိုကိုနောက်တွဲ၁၂ချိန်မှာ brake shift ပေးဦးမယ်ဆိုရင်ဒီကနန်းလေးကိုလည်းထည့်သွင်းစဉ်းစားဖို့လိုပါတယ်ခင်ဗျာကျွန်တော်ကြည့်ကြအောင်နော်ဒီမှာကျွန်တော်တို့၄ပါသော brake ကိုပေါ့နော်လေးပါတော့ brake ကိုရဲ့ဘေးမှာထွက်တဲ့ဒီကနန်းပေါ့နော်၃ပါတော့ကနန်း၄ပါတော့ brake ကိုရဲ့ဘေးမှာထွက်တဲ့၃ပါတော့ကနန်းပေါ့နော်ခွန်၃ခွန်ဆိုတဲ့ကနန်းအားဒီဘေးနှက်ကနေဒီဘေးနှက်ကိုလိုက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြီးရင်လည်းသူ့ရဲ့ဘေးနားလေးမှာ ယူရှင်းလေးပဲပြောကြပါစို့နော်။သုံးချက်ခွန်ဆိုတဲ့ကဏ္ဍလေး light ထွက်တယ်နော်။သူတို့အစထွက်ရင်ကျွန်တော်တို့ကဒီ break လေးရဲ့ဇောင်းပေါ့နော်။ဒုတိယထွက်ရင် break 3ရဲ့ဇောင်း၊တတိယထွက်ရင် break 2ရဲ့ဇောင်းကျွန်တော်ပြကျင်တာအဲ့လိုပေါ့နော်။ဒီမှာကျွန်တော်တို့ cleaner တစ်ကြောလုံးမှာ၄ပါသော break 9ရဲ့ဘေးမှာပေါ့နော်။ဒီပါတော့ break 9ရဲ့ဘေးက3ပါတော့ခဏပေါ့နော်ခွန်3ခွန်ဆိုတော့ခဏလေးကအဲ့လိုဖြစ်တာ3 3ကတ်ရှိရနော် လေးပါသောပရိကုရဲ့ဘေးမှာသုံးပါသောကဏ္ဍထွက်တယ်အဲသုံးပါသောကဏ္ဍခွန်သုံးခွန်ဆိုတဲ့ကဏ္ဍဒီဘေးနဲ့ကနေဒီဘေးနဲ့ကိုလိုက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြန်လဲသူ့ရဲ့ဘေးနဲ့လေးမှာ38ခွန်ဆိုတဲ့ကဏ္ဍလေးထွက်တယ်နော်အစထွက်တော့ကျွန်တော်တို့ဒီပရိလေးရဲ့အဆောင်လေးမှာ38ခွန်ဆိုတဲ့ကဏ္ဍလေးလိုက်ထွက်တယ်ပေါ့နော်ဒါတကက်ပေါ့နော်သူကတော့လုံးဝဒီတကက်ပဲဒီ38ခွန်ပဲလေးလေးပဲတောက်လျှောက်သွားနေပေါ့နော်ဒီမှာလဲကျွန်တော်တို့ဒီအစားဟိုပါပေါ့နော် ီကျွန်တော်90နဲ့93မှာဗောနော်90နဲ့93ခုနဲ့မှာလဲဒီမှာ၄ပါတော့ break 6လို့ရတဲ့သူ့ရဲ့အပင်နာလေးမှာလဲ3ပါတော့ခဏထွက်တယ်ဗောနော်အဲခဏ၄ပါတော့ break 6 4 6 6ရဲ့အပင်မှာထွက်တဲ့ဒီဦးရှိတုံးဆိုတဲ့ခဏဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်တယ်ဗောနော်အဲ့လိုထွက်ပြရမယ်သူ့ရဲ့အပင်နာလေးမှာလဲဒါကျွန်တော်တို့ဒီရှစ်သုံးခုံဆိုတဲ့ခဏလေးသူ့ရှိကတိုင်းမှာရိုက်တယ်ဗောနော်ဒုတိယရိုက်တော့ break လေး break လေးပြီးတော့ဒုတိယရိုက်တော့ break 3ရဲ့ zone လေးမှာရိုက်တယ်ဗောနော် နောက်ထပ်ကျွန်တော်တတိယတက္ကသိုလ်ကျွန်တော်သွားကြည့်မယ်နော်တတိယတက္ကသိုလ်မှာလည်းကျွန်တော်တို့ဒီ2020နဲ့2023ပါပေါ့နော်2020နဲ့မှာကျွန်တော်တို့ဒီ၄တုံညာငါ၄ပါသောပရိကိုကဏ္ဍရိုက်တယ်နော်သူ့ရဲ့ဘေးမှာလည်းဒါ၃ပါသောကဏ္ဍဟာဒီဘေးနဲ့ကနေဒီဘေးနဲ့၃ပါသူသူ့ရဲ့၄ပါသောပရိကိုရဲ့ဘေးက၃ပါသောကဏ္ဍတကွာပေါ့နော်ဒီဘေးနဲ့ကနေဒီဘေးနဲ့ကိုလိုက်ထွက်တယ်နော်အဲ့လိုထွက်ပြန်လေသူ့ရဲ့ဘေးနဲ့လေးမှာလည်း၈၃ခွန်ဆိုတဲ့ကဏ္ဍလေးပြေဦးမလားပေါ့နော်သူ့ပြေးမယ်ဆိုရင်လည်းအစားပေးတယ်ဆိုရင်လည်းဒါဘရိတ်လေးရဲ့ဆောင်းပေါ့နော်ဒီကသူ့ဒီ၄ပါသော ဘေးကိုရေးပြရဒီ၃ပါတော့ကဏ္ဍဒီဘေးနဲ့ကနေဒီဘေးနဲ့ကိုလိုက်ထွက်တယ်အဲ့လိုထွက်ပြရတဲ့သူ့ရဲ့ဘေးလမ်းလေးမှာ၈၃ခုဆိုတဲ့ကဏ္ဍလေးထွက်တယ်ပေါ့နော်အစထွက်တော့ဘေးလေးရဲ့ဇောင်းလေးမှာထွက်တယ်ပေါ့နော်ဒုတိယတကကျွန်တော်တို့ဒီနောက်ကျွန်တော်တို့ဒီ92နဲ့93ခုနဲ့မှာလဲဒီ၄ပါတော့ကဏ္ဍလေးတကွက်ထွက်တယ်ပေါ့နော်၄ပါတော့ဘေးကိုကဏ္ဍ၄96ဆိုတဲ့ကဏ္ဍဟာလိုက်လီကို6ဆိုတဲ့ကဏ္ဍလေးထွက်တယ်ပေါ့နော်သူရဲ့ဘေးနားလေးမှာ3ပါတော့ကဏ္ဍတစ်ခွက်8 9 3ဆိုတဲ့ကဏ္ဍဒီဘေးနဲ့ကနေဒီဘေးနဲ့ကိုလိုက်ထွက်တယ်အဲ့လိုထွက်ပြီးတာနဲ့ သူ့ရဲ့ဘေးနားလေးမှာ7300ဆိုတဲ့ကဏ္ဍလေးထွက်တယ်နော်7300ဆိုတဲ့ကဏ္ဍလေးပဲတောက်လျှောက်လိုက်ထွက်တယ်သူထွက်မှာဆိုရင် break လေးပြီးတော့ break 3ရဲ့ zone လေးမှာထွက်တယ်ပေါ့နော်တတိယတက်ကကျွန်တော်တို့ဒီနားလေးမှာ2020 2023လေးမှာကြည့်ကြည့်ပါခင်ဗျာ2020နဲ့မှာလည်း435ဆိုတဲ့ကဏ္ဍလေးထွက်တယ်နော် break 4ကဏ္ဍလေးထွက်တယ် break 4ရဲ့ဘေးမှာလည်း3ပါတော့ကဏ္ဍတကွက်ထွက်တယ်နော်930ဆိုတဲ့ကဏ္ဍဒီဘေးနဲ့ကဏ္ဍဒီဘေးနဲ့ကိုလိုက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြီးတာနဲ့သူ့ရဲ့ဘေးနားလေးမှာလည်းသူ့ရှေ့ကအတိုင်းမှာ7300ဆိုတဲ့ကဏ္ဍလေးပြေးဦးမလားပေါ့နော်သူထွက်မှာဆိုရင် break 4ရဲ့ zone ပေါ့နော်ဒုတိယထွက်တော့ break 3ရဲ့ zone ဒီနားလေးမှာလည်းကျွန်တော်တို့က break 2ရဲ့ zone လေးမှာ ဒါ၈၃ခွန်ဆိုတဲ့ကဏ္ဍလေးထွက်ဖို့ပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီခွန်ကိုနောက်တွဲကြတိုင်းမှာဒီဆက်နှက်ချိန်မှာ break ရဲ့ခွန်ကိုနှဲဦးမှာခွန်ကိုနောက်တွဲကြတယ်ဆက်နှက်ချိန်မှာ break ရဲ့ပေါ့နော်။နေဦးမှာခွန်ကိုနောက်တွဲကြတယ်ဆက်နှက်ချိန်မှာ break ရှစ်လေးပေးဦးမယ်ဆိုရင်လည်းဒါပေးလို့ရတယ်အနေထားလေးနဲ့ပေါ့နော်အဲ့ဒါကြောင့်ဒါတို့ကျွန်တော်တို့ဒီကြက်ညက်တဲ့တဲ့မိတ်တွေမိတ်ဆွေတွေရှိရင်လည်းသုံးညင်သုံးလို့ရအောင်ပေါ့နော်ဒီဒီချိန်တွဲပေါ့နော်66နှစ်ဆိုတော့ရှင်းဘူးလေးကြိုက်တယ်ဆိုတော့66နှစ်နဲ့33နှစ်ဆိုတော့ကဏ္ဍလေးရှိတယ်ပေါ့နော် break ရှစ်ဆိုရင်တော့33နှစ်ဆိုတော့ကဏ္ဍလေးရှိတယ် break လေးကြိုက်ရင်66နှစ်ဆိုတော့ကဏ္ဍလေးရှိတယ် နောက်ထပ်ကျွန်တော်တို့ဒီတခြားဗရီဒါနဲ့ခဏနဲ့ဆိုရင်တော့ဒီလို38ခွန်ပေါ့နော်ပါဝါဒရယ်လီနဲ့ဒါသူ38ခွန်ဆိုလဲသူကခဏတစ်ခွက်ပဲထွက်တာပေါ့နော်သူကတိတိကျကျပဲ38ခွန်လို့ထွက်တယ်ဒီမှာ73ခွန်လို့ထွက်တယ်ပေါ့နော်ဒီနားလေးမှာရောဒါ73ခွန်ပဲလဲလေးပေါ့နော်ဒီမှာလည်း73ခွန်ပဲကျွန်တော်ရေးထားတာပေါ့နော်ခွန်နောက်ပိတ်လေးနဲ့ဆိုတော့သူကခွန်နောက်ပိတ်လေးနဲ့ပြီးနေတော့73ခွန်လို့ပဲကျွန်တော်ကဒါလိုလဲကူကူပဲရေးထားလိုက်တာပေါ့နော်အမှန်တော့ဒီ blade ရှင်းနဲ့73ခွန်ထုတ်မှဆိုတော့အားပြီးတော့ထုတ်တာကြိုက်ပါနော်ဘေး3ထိပ်စီကြိုက်တယ်ဆိုတော့3ထိပ်စီရတော့9လုံးမြောက်တော့ဒါမလာနိုင်ဘူးလို့ထင်ပါနော် လာနိုင်မှုလို့ထင်နေဆိုတော့ပြီးခဲ့တဲ့အပတ်ကလည်းကျွန်တော်တို့ဒီသုံးထိပ်စီကလေးလုံးရောက်တော့မကြနိုင်ဘူးကလင်နာတကျော်လုံးမှလည်းမရှိဘူးဆိုပြီးတော့သုံးထိပ်စီကိုဒါတွေ့ရတဲ့အတိုင်းကျွန်တော်တို့ကဖယ်ခဲ့လိုက်တယ်ဗောနော်ဒိုင်းနဲ့အကောင်ကြီးကကြားသွားတယ်ဗောနော်ဒိုင်းနဲ့ဒီကြမယ်မကြဘူးဆိုတာတော့ဒါပြောလို့မရဘူးဗောနော်သုံးသုံးပူလေးလဲဒါဖြစ်သွားနိုင်တယ်ဗောနော်သုံးနေရမြူးနေတယ်ဆိုတော့လေအဲ့တော့၈၃ခွန်ဆိုတဲ့ကနန်းလေးရယ်၃၃နှစ်ဆိုတဲ့ကနန်းလေးရယ်နောက်ကျွန်တော်တို့ဒီ တကူငါကြပြီးလဲနှိမ့်ဥမှာတကူငါကြပြီးလဲ break ကိုရဲ့ဇောင်းမှာဒါ66နဲ့ဆိုတော့ကနန်လေးကတက်လိုက်ထွက်နေလို့ပေါ့နော်ဒီမှာလေး66နဲ့ဆိုတော့ကနန်တက်လိုက်ထွက်နေရပေါ့နော်အဲ့တော့ break နှိမ့်ဥမှာတကူငါလို့ကြပြီးသူရဲ့နောက်နေမှာ break ကိုရဲ့ဇောင်းမှာ66နဲ့ကလေးပေးအောင်မယ်ဆိုရင်လည်းဒါရလိုက်အောင်ပေါ့နော်ကျွန်တော် 3D မိတ်ဆွေများအတွက်မက်တာလက်ဆောင်ဖြစ်တင်းပေးလိုက်ပါနော်ကျွန်တော်တော့အောင်ချမ်းသာဖြစ်ပါလားခင်ဗျာဒီ ကျိန်တွဲလဲတိချာ share အုပ်ရမယ်ခဏလေး၃ခွက်ပေါ့နော် order ခွက်နဲ့ရန်၂ခွက်၃ခွက်လောက်တော့ကျွန်တော်ရွေးထားတာရှိပါတယ်ခင်ဗျာတချိန်စာ9000ယူပါရနော်ဒါလာရောက်အပေးမယ်ဆိုရင်39644 4399ကနေလာရောက်စက်သွဲပြီးတော့တချိန်စာ9000နဲ့လာရောက်အပေးနိုင်ပါ